အားလုံးပဲမင်္ဂလာပါရှင်။9 million channel ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့စာရေးသူအကားစော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းဇလန်လီရဲ့အခန်းကျက်ဖြစ်တဲ့အဝိဇ္ဇာတော်တောင်းနဲ့မော်ဝင်ကျန်းဆိုတဲ့ဇလန်လီကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်လီမစတင်ပြီးကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးသွားဖို့နဲ့ဇလန်သစ်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့အတွက် ဘေးနားကအချက်ပြေးခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားဖို့မမေ့ပါနဲ့နော်။ဟုတ်ကဲ့ပါဒါဆိုရင်ဇလံလေးကိုစတင်လိုက်ရအောင်ရှင်။ဆရာမနိုင်နှစ်ဆောင်ပြိုင်ဆရာပြန်ပြီးဖျားကလေးဆိုတဲ့ဇကားရှိတာနဲ့အညီဖျားကလေးရွာမှာအဲ့ဒီချိန်ကမော်အတက်ဆုံးအတက်လိုက်စားတဲ့သူတွေဟာအတော်အတန်ပေါ်များခဲ့ပါတယ်။အဲ့ဒီရွာကိုရောက်လာတဲ့ဆရာတွေဟာပြန်လဲပြေးရတဲ့အထီကိုဖျားကလေးရွာဟာမော်ပညာရှင်တွေလက်ဆောင်ထက်ခဲ့ကြပါတယ်။ အဲ့ဒီပညာသည်တွေထဲမှာတော့ဒေါ်မဲဟာထိတ်ဆုံးကနေရက်တည်နေပါတယ်။ပညာသည်တွေများလာတဲ့ဖျားကလေးရွာမှာတော့ဒေါ်မဲကိုရှင်းနိုင်သူမရှိပါဘူး။ဒေါ်မဲဟာဖျားကလေးရွာရဲ့အနောက်ဘက်မှာရှိတဲ့ထန်းပင်တွေပေါရောက်နေတဲ့ဂုံးကလေးတစ်ခုမှာထတ်တဲတဲတလုံးထိုးကတဦးတည်းနေထိုင်နေပါတယ်။အခုလိုလာတာတဲ့ညအချိန်မျိုးမှာပဲဒေါ်မဲတယောက်လာရောက်အောင်မှာစံဖို့နေလေးရှိပါတယ်။ဒါပေမဲ့လည်းအမှန်စစ်စစ်အားဖြင့်တော့တာမန်စံဖို့နေခြင်းမဟုတ်ဘဲနဲ့မော်ဆေးတောင်တွေကိုဖန်တီးဖို့အတွက် လာရောက်ရဲစွမ်းအင်တက်ကိုယူကဆေးတွေကိုမောင်းစုံအတွင်ကိုထဲကထောင်းယူနေခြင်းဖြစ်ပါတယ်။ဒေါ်မဲဟာမောင်းထောင်းရင်နဲ့မိုးရိုးရသချင်းကြီးတစ်ပုတ်ကိုစွန်းစွန်းငင်ငင်တိဆို့နေရာသချင်းစုတန်ဟာထမ်းပေကုန်းလေးတစ်ဝိုက်မှာကျဲလောင်စွာထွက်ပေါ်နေပါတယ်။အဲ့ဒီချိန်မှာပဲရသေးကြီးတူဟာထမ်းပေကုန်းကလေးစီကိုတလန်းချင်းရှောက်လန်းလာပါတယ်။ရသေးကြီးဟာလည်းတောက်ချအစုပ်ကြီးတစ်ခုကိုစောင်းထားပြီးတော့တင်ကန်းအနက်ကြီးတစ်ထည့်ကိုဖို့ယူဖားရဝိစင်ထားပါတယ်။လက်တစ်ဖက်မှာလည်းတောင်ဝေးတစ်ချောင်းကိုကင်ဆွဲထားပါတယ်။ ရသေးကြီးဟာအသက်သိကြီးပုံမရသေးပဲအသက်40ခန်းလောက်သာရှိလောက်မယ်လို့ထင်ရပါတယ်။ရသေးကြီးဟာထမ်းပင်ကုန်းကိုတစ်ချက်ကြီးကကဲခတ်လိုက်ပါတယ်။ထမ်းပင်ကုန်းပပတ်လေးမှာထမ်းပင်တွေဟာခြံစည်းကိုခတ်ထားသည်နဲ့တန်းစီပြီးတော့ပေါက်ရောက်နေပါတယ်။ရသေးကြီးကထမ်းပင်တွေကိုဖြတ်ကျော်မယ်လို့ခြေလှမ်းလှမ်းလိုက်စင်ပါပဲ။ထမ်းပင်တွေပေါ်ကနေအနက်ရောက်အကောင်ကြီးတွေဟာတရှဲရှဲအတန်ပေးကမြေပေါ်ကိုတပုတ်ပုတ်နဲ့ခုန်ဆင်းလာပါတယ်။အနက်ရောက်မကောင်းစိုးဝါးကြီးတွေဟာအကောင်20ခန်းရှိပြီးတော့ နတ်မောင်ကြီးရဲ့အမွေးမြင့်ကြီးတွေဟာတကူလုံးကိုဖုံးအုပ်လွှမ်းချုပ်ထားပါတယ်။အဲ့ဒီအကောင်ကြီးတွေဟာရသေးကြီးကိုတွားဆွဲကြီးတွေဖဲပြလိုက်။တရောင်ကက်ရှည်လေးရတဲ့ရှာကြီးတွေကိုထုတ်ပြလိုက်နဲ့အမျိုးမျိုးခြောက်လန့်ကြပြီမဲ့လေ။ရသေးကြီးကတော့ကြောက်တဲ့အခြေရောက်ပြီးမတွေ့ရပြီ။မင်းတို့မနာကျင်ဖဲကြစမ်း။ရသေးကြီးဟာလေးသားမမားနဲ့ပြောဆိုလိုက်ပါတယ်။ဒါပေမဲ့လည်းမကောင်းဆိုးဝါးကြီးတွေဟာနောက်ဆုံးမသွားပဲနဲ့ရသေးကြီးကိုဝန်းရလိုက်ပါတယ်။မင်းတို့ကနာကျင်တာကိုကွာ။ရတယ်ရတယ်။ နားကျင်နေဆိုရင်နားကိုနားရလိမ့်မယ်ရသေးကြီးကလည်းတောင်ဝေးကိုခြေထောက်နဲ့ခတ်တင်လိုက်ရမကောင်းဆိုဝါကြီးတကောင်ရဲ့မျက်နှာကိုတောင်ဝေးကတော့ရောက်ထိမှန်ပါတယ်မကောင်းဆိုဝါကြီးဟာလည်းမျက်နှာကိုလက်နဲ့အုပ်ကတအားနဲ့អော်ဟစ်ပါတယ်ရသေးကြီးကတောင်ဝေးကိုပြန်ဖမ်းလိုက်ပြီးတော့အန်းကြီးမှရှိတဲ့မကောင်းဆိုဝါကြီးတွေကိုရိုက်နှက်ပါတယ်မကောင်းဆိုဝါကြီးတွေဟာရသေးကြီးကိုတိုက်ခိုက်ကြပါတယ်ဒါပေမဲ့လည်းရသေးကြီးရဲ့တောင်ဝေးရိုက်ချက်တွေဟာအားပါလာသည့်ထေရမကောင်းဆိုဝါကြီးတွေဟာတောင်ဝေးနဲ့ထိတွေ့တဲ့အခါမှာတော့ခတ်ဝေးဝေးကိုလွှဲထွက်ကုန်ပါတယ် တချို့ကတော့ထမ်းပီကြီးတွေနဲ့တဝဝတိုက်ကလဲကြကုန်ပါတယ်။မိခါဟာဖះကလေးရွာကိုတစ်ခေါက်ရောက်ဖူးတာမို့မှန်းစပြီးတော့ပြန်တန်းလာခဲ့ရာမကြခင်မှာပဲထမ်းပီကုတ်ကလေးကိုတွေ့လိုက်ရတာမို့မြေပြင်ပေါ်ကိုစဉ်တက်လိုက်ပါတယ်။ရသေးကြီးနဲ့မကောင်းဆိုးဝါးကြီးတွေရဲ့တိုက်ပွဲကိုထမ်းပေပေါက်လေးတပည့်ရဲ့အနောက်ကနေပုံးကွယ်ကကြည့်နေလိုက်ပါတယ်။ရသေးကြီးရတဲ့မကောင်းဆိုးဝါးကြီးတွေကိုတပုံပုံနဲ့ထုရိုက်နေရမှုမကောင်းဆိုးဝါးကြီးတွေဟာကြောက်အားနဲ့အားနဲ့ထမ်းပေကုန်းကြီးကနေခြေဦးတက်ရာကိုထွက်ပြေးကြပါတယ်။ ရသေးကြီးကလည်းမကောင်းဆိုးဝါးတွေကိုကြည်ကအာဘတရနဲ့ရီမောလိုက်ပါတယ်။မင်းတို့လူနာနာဘဝအစိမ့်လောင်နဲ့ငါ့ကိုတားမြစ်လို့ရမယ်များထင်သလားကွ။ရည်သိကြီးကလည်းထမ်းပင်နံကိုဖျက်ချော်ရန်ပြင်ဆင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာထမ်းပင်ပေါ်ကနေအနီရောင်မီးလုံးကြီးတွေလေးလက်လာကြပြီးစပားစိတ်တရန်အနီရောင်ဆက်လက်နဲ့တွေကိုရည်သိကြီးထံကိုပြစ်ခတ်လိုက်ပါတယ်။ရည်သိကြီးကလည်းလဝါတစ်ဖက်ကိုဖျက်ကဆက်လက်နဲ့တွေကိုအဲ့ဒီလဝါနဲ့ခံယူလိုက်ပါတယ်။လက်ဆက်တော်မင်းကထောင်ချောက်တွေနဲ့ထောင်ထားတာကိုကဝေမရဲ့ ။ရေသိကြီးကလည်းအဲ့ဒီလဝါအတွင်းကနေဆက်လက်တွေကိုထမ်းပင်တွေအပေါ်ကိုပြန်လဲပစ်တင်လိုက်တဲ့အခါမှာတော့ထမ်းပင်တွေပေါ်ကနေမီးလုံးကြီးတွေကိုပြန်လဲထိမှန်ကတဝိုးဝိုးနဲ့ပေါက်ကွဲပြီးတော့ထမ်းနဲ့ထမ်းရက်တွေထမ်းပင်ကအကိုင်းခက်တွေဟာမြေပင်ပေါ်ကိုပြန်ကျဲကပြုတ်ကျလာပါတယ်။ရေသိကြီးကလည်းထမ်းပင်တွေကိုဖျက်သွားပြီးတော့အတွင်းကိုဆက်လက်ဝင်ရောက်သွားပါတယ်။မိခါကလည်းရေသိကြီးအနောက်ကနေတိတ်တိတ်ဆိတ်လိုက်လာခဲ့ကထမ်းပင်တွေရဲ့အနောက်မှာကွဲအောင်ပြီးတော့ချောင်းကြည့်နေလိုက်ပါတယ်။ ထမ်းပင်ကုန်းကလေးရဲ့အလဲမှာထလက်မိုးထလက်ကကထားတဲ့တဲကလေးတစ်လုံးရှိကတဲကလေးရဲ့အရှိမှာတော့မိမကြီးတယောက်ကမောင်းစုံကိုတခွက်ခွက်တဲ့ထောင်းနေပါတယ်။တဲကလေးနဲ့ထမ်းပင်တန်းမှာတော်ကွာဝေးပြီးတော့အလဲမှာရာကင်းကဲ့သို့သောစိုက်ကင်းတစ်ခုကိုခြာနာထားပါတယ်။ရသေးကြီးကလည်းရာကင်းနဲ့ကိုဝင်လိုက်ကလေးကားလမ်းလောက်နှက်လိုက်ပြီးရဲ့အချိန်မှာတော့အနောက်ကိုနောက်ကျိုးနှစ်ပတ်ထိုးထည့်လိုက်ပါတယ်။အဲ့ဒီခါမှာတော့ရသေးကြီးရခင်ရက်နေတဲ့နေရာမှာဝုန်းကနေထပြီးတော့ပောက်ကွဲပါတယ်။ပောက်ကွဲမှုဟာအတော်ပြင်းထန်ပြီးတော့ ရေမုံများပြီးထန်းတပြားအမြင့်ကိုပြန့်ကျဲတက်သွားပါတယ်။ရေသိကြီးဂျုံပြည့်မြဲသောကြောင့်သာမထီးခိုက်မိခြင်းဖြစ်ပါတယ်။မောင်းထောက်နေတဲ့အတော်ကြီးဟာတချင်းစုံမပြတ်ပေရေသိကြီးဟာလည်းယာကင်းအဆက်မှာရက်နေကယာကင်းကိုငေးမောကြည့်နေပါတယ်။အဲ့ဒီအချိန်မှာတော့ယာကင်းအတွင်းမှာစိုက်ပျိုးထားတဲ့ဇပလီကဲသို့သောအပင်တွေဟာမြေပေါ်ကိုကြွားတက်လာပြီးအပင်တွေရဲ့အမြင့်နေရာမှာတော့လူကောင်းပြက်ကြီးတွေဖြစ်နေပါတယ်။အဲ့ဒီလူကောင်းပြက်ကြီးတွေရဲ့လက်ဖက်မှာပင်ကူလက်တံကဲသို့သောလက်တံတွေထွက်ပေါ်လာပြီးတော့ ရသေးကြီးထံကိုပြေးဝင်လာပါတယ်ရသေးကြီးကလည်းအဲ့ဒီလူဦးကောင်းကြီးတစ်ခုကိုဆက်လက်နဲ့တစ်ခုနဲ့ပြစ်ခတ်လိုက်ပါတယ်ရသေးကြီးရဲ့ဆက်လက်နဲ့ဟာမိခါတို့အသုံးပြုတဲ့ဆက်လက်နဲ့နဲ့မတူဘဲနဲ့ဆက်ကြဘုံတရံဖြစ်ကဝေးဝိုက်ပြီးတော့ပြတ်တမ်းပါတယ်ဆက်လက်နဲ့ထိမှန်သွားပြီးတော့လူဦးကောင်းကြီးဟာဝုန်းကနေပောက်ကွဲထွက်သွားပါတယ်လူဦးကောင်းကြီးတွေဟာရသေးကြီးထံကိုအပြေးလာကြပါတယ်အဲ့ဒီလူဦးကောင်းကြီးတွေနဲ့ထိတွေ့မိပါကရခိုင်ပောက်ကွဲမှုတွေကဲ့သို့ဝုန်းကနေပောက်ကွဲမှာဖြစ်ပါတယ် ကျေသေးကြီးဟာလည်းကျုံးထိုးလိုက်ခုံပေါက်လိုက်နေဖြစ်ကရှောင်ရှားနေရပါတယ်လူဦးကောင်းကြီးတွေဟာလိုက်လံတိုက်ခိုက်ရာကနေရက်တက်လိုက်ပြီးတော့ကျေသေးကြီးကိုဆက်လက်နဲ့တွေနဲ့ပြန်လဲပြစ်ခတ်ပါတယ်ကျေသေးကြီးကလည်းသူ့ဝှက်ထားတဲ့တင်ကန်းစာကြီးကိုဒိုင်းကသပွဲဖြန့်ပြီးတော့ကားလိုက်တဲ့အခါမှာတော့ဆက်လက်နဲ့တွေဟာရေသေးကြီးကိုမထိမှန်ပေနဲ့တင်ကန်းစာကြီးကိုထိမှန်ပြီးတော့သားပြက်ကွယ်ကုန်ပါတယ်ရေသေးကြီးကအနောက်ကိုခြေလှမ်းနှလန်းခံနောက်ဆုတ်လိုက်ပြီးတဲ့အခါမှာတော့လူကောင်းပြက်ကြီးထံကိုပြေးဝင်သွားပါတယ် လူဦးကောင်းကြီးတွေထံကိုရောက်တဲ့အခါမှာတော့ငယ်လေးတွေကိုတက်နေပြီးတော့ဦးကောင်းတလုံးကနေတလုံးထံကိုခုတ်ပြန်ကြော်လွားကသွားလိုက်ပါတယ်။ဦးကောင်းတွေဟာရေသိကြီးရဲ့ခြေထောက်နဲ့အနီးခံရတဲ့အခါမှာတော့ခေတ္တများတုံလုံးသွားပြီးရဲ့နောက်တဝုံနဲ့ပေါက်ကွဲကုန်ပါတယ်။ရာကင်းအတွင်းမှာပေါက်ကွဲမှုတွေဇက်တိုက်ဖြစ်ပေါ်လာမှုမြေစာတွေဟာမိုးကောက်ကေပေါ်ကိုပြန့်ကျဲတက်သွားပြီးလက်နဲ့ကျဲချလိုက်သည်နဲ့တဝဝဝနဲ့ကြာစင်းကုန်ပါတယ်။အဲဒီလိုနဲ့ရေသိကြီးဟာရာကင်းတစ်ဖက်စီကိုခြေချသွားနိုင်ပြီဖြစ်ပါတယ်။ မိခားရတဲ့ပောက်ကွဲထက်ရာကနေကြံ့နေခဲ့တဲ့ဖုံမှုတဲမှုတွေကိုအကအကွဲယူကာယာကင်းကိုဖျက်ပြေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ယာကင်းနဘေးမှာရှိနေတဲ့ခြုံပုံလေးတစ်ခုအတွင်ကိုဝေးရောက်ပုံအောင်နေလိုက်ပါတယ်။ထန်းတဲလေးရှိမှာတော့မောင်းထောင်းနေတဲ့အတော်ကြီးဟာရေသေးကြီးနဲ့မျက်နှာချင်းစာရက်တန့်လိုက်ပါတယ်။ရေသေးကြီးကလည်းအတော်ကြီးကိုလက်ညှိုးထိုးပြီးတော့မင်းဟာကဝေးမာကြီးမိမဲဆိုတာပဲဖြစ်ရမယ်။ဟုတ်တယ်မိမဲဆိုတာကျုပ်ပဲ။နာမည်ကမိမဲဆိုပေမဲ့အသားကတော့မမဲပါလား။ အသားမဲလို့မိမဲလို့ခေါ်တာမှမဟုတ်တာကျုပ်တက်တာအမှောင်တက်အမှောင်စွမ်းအီကျုပ်သုံးတာကအနဲ့ရောက်ဆက်လက်နဲ့ဒါကြောင့်ကျုပ်ကိုလူတွေကမိမဲလို့ခေါ်ကြတာဒါနဲ့ညီနဲ့တကောင်ကြီးမိမသားတယောက်ထဲနေတဲ့အိမ်မှာကျူးကျော်ဝင်ရောက်လာရအောင်ရှင်ကဘလို့ရသိမျိုးလဲငါတာငါကဖျက်ပြန်ရသိလေဒေါ်မဲကလည်းမျက်ခုံးတစ်ဖက်ကိုပေးလိုက်ရင်းနဲ့ဖျက်ပြန်ရသိတယ်လားလက်ဆက်တတော်စုံးတွေကဝေးတွေကိုအရှင်းမထားပဲမျိုးဖြုတ်နေတာရှင်ကိုဟုတ်တယ်မိမဲ အခုငါမင်းကိုငရဲပြီးပို့ပေးဖို့အတွက်မင်းအိမ်ရှိကိုရောက်လာခဲ့ပြီမင်းသာကြည်ကြည်နက်နက်နဲ့အခုကလေးကအရှုံးပေးအညံ့ခတ်လိုက်ပဲဆိုရင်မင်းရဲ့တေးချင်းကနာကျင်မှုမရှိပဲနဲ့ခက်မြမြန်နဲ့ပြီးဆုံးသွားလိမ့်မယ်မင်းကငါ့ကိုခုခံမယ်ဆိုရင်တော့မင်းဟာဝေဒနာပေါင်း16000လောက်ခံစားရပြီးမှတေဆုံးရလိမ့်မယ်မင်းကြိုက်တာသာရွေးပြီးတော့ဒေါ်မဲကလည်းမဲရွက်လိုက်ပြီးတော့ကဲတာကြီးရေအိမ်ရှိမှတေစကားတွေလာပြောနေတဲ့တေနာကောင်ရဲ့တေကိုတေမင်းနဲ့မိတ်ဆက်ပေးလိုက်ပါဦး ဒေါ်မဲအဲ့လိုပြောလိုက်တဲ့အခါမှာပဲထန်တဲကလေးအတွင်းကနေတဝုံဝုံနဲ့လှုပ်ခတ်သွားပြီးအတွင်းကနေအဖြူရောင်အကောင်ကြီးတစ်ကောင်ကထွက်လာခဲ့ပါလေအဖြူရောင်အကောင်ကြီးဟာလူသားတူကဲ့သို့ခေါင်းလက်ခြေထောက်နဲ့ခမ်းမငါးပြားရှိပေမဲ့လေသူ့ရဲ့အသားကြီးဟာမုံလုံးကြီးကဲ့သို့ဖြူပွေးပြောင်ချောကလာရောင်အောင်မှာဝေးလက်တောက်ပနေပါလေရသေးကြီးကလည်းအဲ့ဒီအကောင်ကြီးကိုကြည့်လိုက်ကမိမဲရဲ့သားကမောင်ဖြူဖြစ်နေပါလားကွာဟာဟာရသေးကြီးကလည်းရီမောလိုက်တဲ့အခါမှာပဲမောင်ဖြူဟာရသေးကြီးကိုဝင်ရောက်တိုက်ခိုက်ပါလေ သူ့ရဲ့လက်ကြီးနှစ်ဖက်ဟာရေပွဲလက်တံတွေကဲ့သို့ရှေးမျိုးမျိုးကြီးဖြစ်ကလွှဲရိုက်လိုက်တဲ့အခါမှာလည်းအလွန်ကိုအားပါလာပါတယ်။ဖျက်ပြက်ရဲ့တေကြီးဟာမောင်ဖြူရဲ့ရိုက်ချက်တွေကိုရိမ့်လိုက်နှွဲလိုက်နဲ့အသာကလေးရှောင်ရှားနေလိုက်ပါတယ်။တချီမှာတော့မောင်ဖြူဟာရဲ့တေကြီးကိုလက်ရှိကြီးနဲ့ဖျက်ရလိုက်တဲ့အခါမှာတော့ရဲ့တေကြီးဟာငုံရှောင်လိုက်တဲ့အတွက်အနောက်ကထန်းပေတပေကိုရိုက်မိကထန်းပေကြီးဟာဖြောင်းခွက်နဲ့ကျိုးကျသွားပါတယ်။တဖက်ရဲ့တေကြီးကိုတခြားလက်တစ်ဖက်နဲ့ရိုက်ခတ်တဲ့အခါမှာတော့ရဲ့တေကြီးဟာလေလေးပေါ်မှာကျိုးထိုးကရှောင်ရှားလိုက်ရင်းနဲ့ မောင်ဖြူရဲ့လက်ပြပြကြီးအပေါ်မှာမတ်တက်ရက်လိုက်ပါတယ်။မောင်ဖြူကလည်းရသေးကြီးပြုတ်ရသွားစေဖို့အတွက်လက်ကိုဝေရမ်းလိုက်ပေမဲ့ရသေးကြီးဟာကော်နဲ့ကတ်ထားသည်လား။တွေ့ကက်နေရမှုမောင်ဖြူဟာစိတ်တူသွားပါတယ်။ဒါကြောင့်မလို့နောက်လက်တစ်ဖက်နဲ့ရသေးကြီးကိုအုပ်မိုးကအာကုံရိုက်ချလိုက်ပါတယ်။ရသေးကြီးကလည်းအဲ့ဒီရိုက်ချက်ကိုဘေးကိုဂျုံထိုးကရှောင်ရှားလိုက်တဲ့အတွက် မောင်ဖြူဟာလက်နှစ်ဖက်အချင်းချင်းဖြန်းကနေရိုက်မိပြီးတော့အလိုအမင်းကိုနာကျင်သွားပါတယ်။ရသေးကြီးကလည်းမောင်ဖြူရဲ့ဥကောင်ကိုလက်တစ်ဖက်နဲ့ဆွဲကဒူးနဲ့ပြစ်တက်လိုက်ပါတယ်။ မောင်ဖြူကလည်းတစ်ချက်ထဲနေပြီးရင်းရိုင်ထွက်သွားကာအနောက်ကလည်းကျသွားပြီးငိတ်သက်သွားပါလေမောင်ဖြူလဲသွားတာမလို့ဒေါ်မဲမှာအနေငယ်ဖြုံသွားပါလေနေသားကလည်းတစ်ချက်ထဲနေမှောက်အိတ်သွားပါလားဟာရေသိကြီးကလည်းရည်ကျဲကျဲနဲ့ပြောလိုက်တဲ့အခါမှာတော့ဒေါ်မဲဟာမောင်စုံကြီးကိုခြေထောက်နဲ့ကန်ကာရေသိကြီးဘက်ကိုလှဲချလိုက်ပါလေအဲ့ဒီခါမှာတော့မောင်စုံကြီးအတွင်းကနေဆက်လက်နဲ့အမျိုးမျိုးထွက်လာကြပြီးတော့ရေသိကြီးကိုထိမှန်ကုန်ပါလေရေသိကြီးကလည်းတင်ကန်းစာကိုလက်တစ်ဖက်နဲ့ကင်ကာတကူလုံးကိုလုံအောင်နှွှဲချုံထားလိုက်ပါလေ အဲ့ဒီနောက်မှာတော့သင်္ကန်းစားကိုဝေ့ရမ်းလိုက်တဲ့အခါဆက်လက်နေတွေဟာသင်္ကန်းစားကနေပြန်လဲထွက်ခွာပြီးမောင်းစုံကြီးစီကိုပြန်လဲထိပံကမောင်းစုံကြီးမှာရှစ်စိတ်တီတီကွဲသွားပါတယ်။ဒေါ်မဲကလည်းလက်ထဲမှာကြိုက်ထားတဲ့မောင်းထောင်းတန်ကြီးကိုရသေးကြီးထံကိုပြစ်လို့လိုက်ပါတယ်။ရသေးကြီးကလည်းတန်တန်မမဲဝေရောက်လာတဲ့မောင်းတန်ကြီးကိုလက်ဖွားနဲ့ပြန်လဲတွန်းထုတ်လိုက်ပါတယ်။ဒေါ်မဲမှာမောင်းထောင်းတန်ကြီးစီကိုမော်စွမ်းအင်တွေပြစ်လို့ပြီးတော့ထပ်မံတိုးပို့ပြန်ပါတယ်။ရသေးကြီးကလည်းလက်ဝါးအတွေ့ကမော်စွမ်းအင်တွေကိုထုတ်ယူပြီးတော့မောင်းတန်ကိုပြန်လဲတွန်းပို့ပါတယ်။ မောင်တက်ကြီးဟာရေသေးကြီးနဲ့ဒေါ်မဲကြားမှာရှိနေတဲ့လေပေါ်မှာတန်တန်ကြီးရက်နေပါတယ်။အဲဒီခါမှာတော့ဒေါ်မဲရဲ့ခြေထောက်အတွင်းကနေကြွက်ပုံစံအရေးကလေးတွေဟာမြေပြင်အတွင်းကနေစီးဝင်သွားကာရေသေးကြီးထံကိုပြင်းဝင်သွားပါတယ်။ရေသေးကြီးကလည်းမောင်ထောက်တန်ကြီးကိုသာအားဆိုင်နေရတာမို့အဲဒီရေကလေးတွေကိုမမြင်တွေ့လိုက်ပေ။မိခါကလည်းမနေနိုင်တော့တာမို့ချုပ်ဖို့အတွင်းကနေခုန်ထွက်ကာအဲဒီရေလေးတွေကိုဆက်လက်နဲ့တွေနဲ့ပြစ်ခတ်ဖျက်ဆီးလိုက်ပါတယ်။ရေသေးကြီးကလည်းအရေးလေးတွေကိုမြင်လိုက်တဲ့အခါမှသာအံ့ဩထိတ်လန့်သွားကာအော် နေရငါ့ကိုလှည့်စားပြီးတော့နေရကပ်ပါပိုးတွေကိုလွတ်လိုက်တယ်ပေါ့ဟုတ်လားဂျေတိကြီးဟာမော်စွမ်းရင်တွေကိုထပ်မံထည့်သွင်းလိုက်တာမို့မောင်ထောင်တန်ကြီးဟာဝန်ကနေပောက်ကွဲထွက်သွားကမောင်တန်အစုံတစ်ဖက်မှာဒေါ်မဲရင်ဝါကိုပြေးတိုက်ပါတယ်ဒေါ်မဲကနောက်ကိုလွတ်ထွက်သွားပြီးတော့ပက်လက်လန်ကလဲကျသွားပါတယ်အဲ့ဒီခါမှာပဲရေတိကြီးဟာပရိတကုံနဲ့ဒေါ်မဲကိုပြစ်ခတ်လိုက်တဲ့အခါမှာတော့ပရိဟာဒေါ်မဲရဲ့လဲဘေးကိုစွ့မိသွားပါတယ်ချုပ်စမ်းဒီဟာမကိုချုပ်ထားစမ်း ရသေးကြီးကအမေပေးလိုက်တဲ့အခါမှာတော့ပရိဟာရုတ်တရက်သေးငယ်သွားပြီးဒေါ်မဲရဲ့လက်ပင်းမှာတင်းကျပ်စွာရစ်ပတ်ထားပါတယ်။ဒေါ်မဲဟာလည်းလက်နှစ်ဖက်နဲ့ပရိကိုဆုပ်ကိုင်ပြီးတော့ဖြုတ်ပေးမယ်လေ။ပရိဟာအသားနဲ့ကတ်နေတာမို့ဖြုတ်ရမြာဖြစ်နေပါတယ်။အောက်မဲနင်းကဖြုတ်ချင်သေးတယ်ပေါ့။ဟုတ်လား။လောင်းလိုက်စမ်း၊ကျွမ်းလိုက်စမ်းဟာ။အဲ့ဒီချိန်မှာတော့ပရိလုံးတွေဟာမီးနဲ့ကင်ထားတဲ့တန်လုံးတွေကဲသို့နီးရဲလာပြီးတော့ဒေါ်မဲရဲ့လက်ပင်းကအသားတွေကိုတက်ရှဲရှဲနဲ့လောင်မြိုက်နေပါတယ်။အသားတွေလောင်မြိုက်နေတာမို့မီးခိုးတွေပင်ဥထွက်လာကား ညုံနှံ့တွေကလည်းထွက်ပေါ်လာပါတယ်မလုပ်ဖန်နဲ့ရေသိကြီးရဲ့ကျွန်မကြောက်ပါတယ်ကျွန်မကိုခွင့်လို့ပေးပါဘာနေရအခုမှခွင့်လို့ပါတယ်လားနေရအမောင်စွမ်းတွေကိုအသုံးပြုပြီးတော့သူများတွေကိုတတ်ပြက်ခဲတုန်းကနေခွင့်လို့ချင်တဲ့စိတ်ကဝင်လာသေးရဲ့လားနေရကပားကောင်တွေအသုံးချပြီးတော့သူများအသက်တွေကိုတတ်ပြက်နေတုန်းကောတနာတဲ့စိတ်နေဝေခဲ့လို့လားကျမမားပါတယ်ရေသိကြီးရဲ့ကျမနောင်းတော့အဲ့လိုမလုပ်တော့ဘူးလို့ခရီးပေးပါတယ်အခုကျမကိုလှုပ်ပေးပါအရင်ကလုတ်ခဲတာတွေကိုအခုမှားပါပြီဆိုပြီးတောင်းမန်တာနဲ့ပြီးရောလားဟာ နေတတ်ခဲ့တဲ့လူတွေနေဒုက္ခပေးခဲ့တဲ့လူတွေရဲ့အသက်တွေကဒီလောက်ပေါ်တော့နေရလို့နေထင်သလားဒေါ်မဲကလည်းချုံပွဲရှာကငိုယူပါလေဖရဲ့ပြန်ဆိုတာမကောင်းသူပယ်ဖို့ပဲလေလူတယောက်ဟာမကောင်းဘူးဆိုရင်သူ့ရဲ့သွားရလမ်းကတေလမ်းတစ်ခုပဲရှိတယ်မိခါကလည်းရေသေးကြီးရှေ့ကိုဝင်ရလိုက်ကသူ့ကိုတတ်မယ်ဆိုရင်တော့အခုမတတ်ပါနဲ့ဦးမင်းကဘာဝင်ရှုပ်တာလဲကလေးမကျမသူ့စီကနေအကျွေးတောင်းမှုလာခဲ့တာပါအရေးတဲ့အကျွေးရှင်နဲ့လာတွေ့တယ်သူမသေးခင်မြင်မြတ်တောင်း မိခါကလည်းဒေါ်မဲဘက်ကိုလှည့်လိုက်ပြီးတော့ကျမကိုရှင်းမဒေါ်ပြူကလွတ်လိုက်တာပဲသူပြောတာတော့ရှင်းကသူ့စီကမှော့ကြမ်းတစ်ခုကိုပါဝင်ပစ္စည်းတွေနဲ့လဲယူခဲ့တယ်ဆိုပဲဘာမှော့ကြမ်းလဲငါဘာမှမသိဘူးရှင်းတိကိုသိပါတယ်ညမလီပါနဲ့အဲ့ဒီကျမ်းကဥစံပါလို့ညီကို၄ယောက်ရဲ့အဖေကြီးစီရင်ခဲ့တဲ့မှော့ကြမ်းတစ်ခုပဲဒီကျမ်းကိုရှင်းမအကြီးဆုံးဒေါ်ပြဲကိုဆရာကြီးတွေကယုံကြည်မှုနဲ့အတ်ထားရကနေဒေါ်ပြူကပြိုက်ဆိုင်ပြီးတော့ယူသွားခဲ့တာပဲသူပြောတာတော့ရှင်ကဒီကျမ်းကိုထူးဆန်းတဲ့ပါဝင်ပစ္စည်းတွေနဲ့လဲယူသွားခဲ့တယ်တဲ့ မသိဘူးငါမသိဘူးနေပြောတာငါဘာမှမသိဘူးဒေါ်မဲတယောက်ဘူးခန့်ညင်းနေရမို့မိခါကမပြောတာတော့ပဲနေပြောတဲ့ကြမ်းဆိုတာငါကြားလည်းမကြားဘူးဘူးမြေလည်းမမြင်ဘူးဘူးကဲဟိုရေတိတ်ဆုပ်ငါ့ကိုတတ်မယ်ဆိုရင်လည်းတတ်လိုက်ဒီကြမ်းကဆရာကြီးလေးယောက်ရဲ့တခုတည်းသောကြံ့တဲ့ပညာမွေဖြစ်နေလို့ပါဒေါ်မဲအဲ့ဒီခါမှတော့ဒေကြီးကလည်းရှေ့ကိုတိုးလာကဒီလိုကောင်မကိုအနူနီးနဲ့မေးနေလို့မရဘူးကလေးမရဲ့ဒင်းကိုအကြမ်းနီးနဲ့မေးမှရမယ် နေုံငါစီမှာအမှန်ပြောတဲ့ရဲစားဆိုတာရှိတယ်ရဲသေးကြီးကလည်းလွဲရဲအတွင်းကနေစက်ကူတုပ်လေးတစ်ခုကိုထုတ်ယူလိုက်ကာဖြွင့်လိုက်ပါတယ်အတွင်းမှာတော့ရဲစားမုံလေးတွေကိုတွေ့ရပါတယ်ဒီရဲစားကိုသူ့ရှာကိုပို့ပေးထားလိုက်မယ်သူမှန်တာပြောသေးရတော့ဘာမှမဖြစ်ဘူးဒါပေမဲ့သူလိမ်ပြောလို့ကတော့သူ့ရှာကကြော့တက်လာပြီးတော့ပေါက်ကွဲထွက်သွားလိုက်မယ်ရဲသေးကြီးကလည်းပြောပြောဆိုဆိုနဲ့ရဲစားမုံကိုလက်ညှိုးနဲ့တို့ယူလိုက်ကာဒေါ်မဲရှာကိုပို့ပေးလိုက်ပါတယ်ဒေါ်မဲကလည်းအတင်းကိုရုံးကန်နေပါတယ်ကဲမမှန်ပြောစမ်းမိမယ် သူပြောတယ်မှော့ချမ်းဆိုတာကိုမင်းကြားဘူးသလားအဲ့ဒီတော့မှတော်မဲဟာလည်းတုံရည်လေးရကြာကြောက်ပါတယ်ဘီခအားထက်သွားပြီးတော့အဲ့ဒီမှော့ချမ်းရောရှိသေးလားရှိရှိပါတယ်ရှိရင်သူ့ကိုပေးလိုက်စမ်းတော်မရလေလေဘေးမှာဆွဲထားတဲ့ဆွဲကြိုးကိုဖြုတ်ယူလိုက်ပါတယ်ဆွဲကြိုးထိတ်မှာတော့ရွှေနဲ့ပြုတ်လုထားတဲ့ကျုပ်ဘူးလေးတစ်ခုကရှိနေပါတယ်အဲ့ဒီဘူးကလေးကိုမိခါကိုပေးလိုက်ပါတယ်လှုပ်ဝက်ကြမ်းဆိုတာဒါလေးပဲလားငါမင်းကိုလိမ်မပြောမှမအောင်ကလေးမ ငါမစီကနေရလာတဲ့ကြမ်းဆိုတာဒီကျုပ်ပူးကလေးပါပဲဒီပူးလေးတွေကကျန်းစာကိုဘလို့ထည့်ထားရလဲမိခါကလည်းကျုပ်ပူးကလေးကိုဖွင့်ကြည့်ခြင်းပေမဲ့ဆရာကြီးတွေရဲ့အရှိမသာဖွင့်ကြည့်မယ်လို့ဆုံးဖြတ်လိုက်ပြီးတော့လွေအတွင်းကိုထိုးထည့်လိုက်ပါတယ်ရှင်ဒီကျန်းစာကိုလေ့ကျင့်လိုက်သေးလားငါမလေ့ကျင့်ပါဘူးလေ့ကျင့်လို့လည်းမရနိုင်ဘူးမိခါကလည်းမတည့်ရလိုက်ရင်နဲ့တနေ့တခုမရှိလို့မေးပါဦးမယ်ရှင်ကကပ်ပါးကောင်တွေတုံးတယ်ဆိုတော့ ကဝမျိုးကစုံကြီးတွေရဲ့ရှာမာဆွဲကပ်နေတဲ့ကဘာကောင်ဆိုတာရှင်ထည့်ထားတာလားအဲ့ဒီကဘာကောင်တွေကလူတွေရဲ့ဥတွေကလီစာတွေစောက်ယူစားတော့တယ်ဆိုတာရှင်းများလားဒေါ်မဲကလည်းရေသိကြီးကိုတစ်ချက်ကြည့်လိုက်ပါတယ်မင်းတွေကပြောလိုက်တယ်ကွာဟုတ်ပါတယ်အဲ့ဒါငါပါပဲမိမဲကလည်းကဘာကောင်တွေနဲ့သူ့အတက်ပညာနုတဲ့လူတွေကိုတုံးချပြီးတော့နေပဲအရေးရမှာလူတွေကိုတိုက်တက်ခိုင်းနေရကြာလာပြီလူတွေရဲ့အသွေးအသားအဆိတ်နှစ်တွေကိုစားတော့တုံးဆောင်ပြီးတော့ပုံစွမ်းရင်ပြေဝနေလို့ သူ့ကိုတခြားကွက်ဝေးတွေစုံးတွေကမရှင်းနိုင်တာပေါ့ဒါကြောင့်တည်ဆုံးခဲ့ရတဲ့တွေဟာလက်ချိုးမရေနိုင်လောက်အောင်များပြားနှုတ်ခဲ့ပြီဒီနေ့တော့မင်းရဲ့အပြစ်ကျွေးတွေအတွက်မင်းပြန်ပေးဆက်ရမယ်မိမဲရေသိကြီးကလည်းအဲ့လိုပြောလိုက်ကလက်သီးကိုကျင့်နေအောင်ဆုပ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီလက်သီးနဲ့မိမဲရဲ့ငရိတ်ကိုထူးချလိုက်တဲ့အခါမိမဲတကူလုံးထက်လိုက်တဲ့ကဲသူဖြစ်သွားပြီငရိတ်မှာရှိနေတဲ့လက်သီးထူးချက်နေရာမှာအနှက်ရောက်မိโกလုံးကြီးတလုံးဖြစ်လာခဲ့ပါတယ်ရေသိကြီးကလည်းပါဇက်ဟလိုက်ပြီးတော့မျက်နှာကိုမိโกလုံးကြီးစီကိုတိုးကပ်သွားလိုက်ကား ပါဇက်နဲ့စုပ်ယူလိုက်ပြီးမျိုးချစားတော့လိုက်ပါတယ်။အဲ့နောက်မှာတော့ရသေးကြီးဟာအလွန်ရသာရှိတဲ့အစားအစာတစ်ခုကိုစားတော့ရလိုက်တဲ့အဲကျေနပ်စွာပြုံးလိုက်ပါတယ်။အရသာရှိလိုက်တာဟာအဲ့ဒါဘာကြီးလဲယင်မိမဲရဲ့ပညာဆက်ပညာကျိုးတွေပေါ့။ဒေါ်မဲကလည်းမျိုးလုံးအိမ်အတွင်းကနေမြေကြီးနဲ့ကြီးတွေစီးကြတာကငြိမ်သက်နေပါတယ်။ဖယပြန်ရသေးကြီးဟာလည်းဒေါ်မဲလေပင်ကပရီးကိုပြက်တဲ့ဖြုတ်ယူပြီးတော့ပစ္စည်းတွေကိုတိတ်ဆက်နေပါတယ်။အဲ့နောက်မှာတော့ဒေါ်မဲရဲ့ရုပ်လောင်းကြီးဟာ မီတဟုံဟုံတောက်လောင်ပြီးတော့မျက်စိရှေ့မှာပဲပြားကျသွားပါတယ်။အဲဒီမီတောက်တွေဟာထက်လက်တဲလေးကိုကူးဆက်ကလောင်ကျွမ်းပါတယ်။ရသေးကြီးနဲ့မီခါဟာရာတဲလေးကိုငေးကြည့်နေပြီးပါတယ်။မီလည်းဒီလောကမှာကြည်လဲမယ်ဆိုရင်ကောက်ကောက်မှုမှုကြည်လဲပါကလေးမှ။မီရဲ့စိုးသွမ်းတဲ့တဲလေးကို ကြားသိရတဲ့တနေ့ငါမင်းစီကိုရောက်အောင်ပြန်လာခဲ့မယ်။အခုကဘယ်သွားမှလဲရသေးကြီး။ဗါတဲ့ဆရာပြန်ပြီးဖះကလေးဆိုလား။အခုဆရာပဲပြန်ပြေးရမလား။ဒင်းတို့ပဲပြေးရမလားဆိုတာကြည့်ရအောင်မဟဲ့။ ရသည်ကြီးကလည်းဖះကလေးရွာဘက်ကိုဥတီကလမ်းလျှောက်သွားပါတော့တယ်။မိုးတောက်တော့မှဖြစ်ပါတယ်။ဖလေးရွာအတွင်းမှာတော့ကြက်ဦးတွန်တန်းကိုအတိုင်းသာကြားနေရပါတယ်။ဆရာကြီး၃ယောက်ဟာလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးတော့စိုးရိမ်ပူပန်နေကြပါတယ်။မိကားကိုအလွန်စိတ်ဝူတက်တဲ့ဦးဆန်သားကတော့နေမတိထိုင်မသာဖြစ်နေပါတယ်။ကျုပ်တို့မိကားကိုများသေးထွေးနဲ့ပို့ခဲ့မိပြီလား။ဦးဆန်ဘောကလည်းကောင်းခါကမိကားကသွားတဲ့လူတိုင်းသေးတဲ့မျိုးဟောင်းတွေကနေအောင်ပြန်ထွက်လာနိုင်တဲ့လူပဲ။ဒါတော့ကတော့သူလုံနိုင်ပါပါ။ ဒါပေမဲ့အခုချိန်ထိ तू ပြန်မလာနိုင်သေးဘူးလေဥဆန်ပါကလည်းတက်ပြေးတစ်ချက်ချလိုက်ကငါတို့ကလေးတယောက်ကိုတိတ်ပြီးရုံစားမိခဲ့တာမှားသွားပြီထင်တယ်ဘာတွေမှားသွားတာလဲဆရာကြီးအဲ့ဒီချိန်မှာတော့ကောင်းကင်တက်စီကမင်းကလေးရဲ့အတန်တတန်ကိုကြားလိုက်ရတာမို့မောကြည့်လိုက်တဲ့အခါမှာတော့မိခါဖြစ်နေရကိုတွေ့ရပါတယ်မိခါကလေးပေါ်မှာဝဲပြန်ပြီးတော့ဆင်းသက်လာပါတယ်ဆရာကြီးသုံးဦးဟာလည်းမိခါကိုပျော်ရွှင်စွာနဲ့စီးကြိုကြပါတယ်ဘလို့လဲမိခါရလာခဲ့ပြီလား လေပေါ်ကနေဆင်းသက်လာတဲ့မိခါကိုဦးစံသားကပွေဖက်လိုက်ပါတယ်။ရတော့ရလာခဲ့တယ်။ဒါပေမဲ့ကျန်းစာဒီဟာလေးဖြစ်နေတယ်။မိခါကလည်းရွှေကြုံဘူးလေးကိုပြလိုက်ပါတယ်။ဟုတ်တယ်မိခါငါတို့ကကျန်းလို့သာခေါ်ပေမဲ့သူ့ရဲ့အရွယ်စားကဒါလောက်လေးပဲ။ဒါဆိုကျမယူလာတာမမှားဘူးပေါ့။ကျမမှားနေပြီတော့ထင်တာ။အကိုကြီးဒီကျန်းထဲမှာဘာတွေပါလဲဆိုတာသိရအောင်လို့ဖွင့်ကြည့်ပါလား။ဦးစံသားကလည်းခေါင်းညိတ်လိုက်ကရွှေကြုံလေးကိုလှည့်ဖွင့်လိုက်ပါတယ်။ အဲ့ဒီခါမှာတော့အတွင်းကနေစက်ကူလေးလေးတခုထွက်လာပါတယ်စက်ကူဆိုပေမဲ့လည်းစက်ကူချောမဟုတ်ဘဲနဲ့မိုင်းကင်စက်ကူကဲ့သို့ခပ်ပါးပါးလွှတ်လွှာလေးဖြစ်ပါတယ်ဆောင်ရက်တဲ့ကလေးကိုဖြန့်ကြည့်လိုက်တဲ့အခါတရောင်ကရှည်လျာကမြည်သည့်စသားမှရေးထားတာကိုမတွေ့ရပေဆောင်ရက်ရှည်ကြီးရဲ့ထိပ်ဘက်မှာတော့သွေးသားဆိုတဲ့စလုံးနှစ်ခုသာပါဝင်ပါတယ်မိခါတို့မှစဉ်းစားမတတ်အောင်ဖြစ်နေပြီပါတယ်ဒါဆိုအဖေမွေပေးခဲ့တယ်ဆိုတော့မော်ကျန်းကတကယ်တော့ဘာမှမရှိဘူးပေါ့ဟုတ်တော့ဟုတ်မှာပါ ဒေါ်မဲကပြောတာတော့ဒီကျန်းကိုသူသိလို့မရလေးကျင့်လို့မရဘူးတဲ့အဖေကတော့အเจ้าမဲဒီလိုလှုပ်ခဲမှာတော့မဟုတ်တော့ဘူးလိုဝက်ကျန်းကိုမတမာတဲ့လူတွေလက်ထဲကိုယောက်သွားမှာဆိုလို့ဒီလိုလှုပ်ခဲတာပဲဖြစ်ရပဲသေချာပေါင်းနီလန်တစ်ခုတော့ရှိကိုရှိရမယ်ဒီပေါ်ကသွေးသားဆိုတဲ့စာကဒီကျန်းနဲ့များဆက်ဆက်နေမလားသွေးသားဆိုတာတော်ဆက်မှုတစ်ခုကိုပြောတာပဲအဖေရဲ့သွေးသားဆိုတာငါတို့ပဲရှိတာအဖေကဘာလို့ဆိုလိုချင်ခဲ့တာလဲသွေးသားဆိုတဲ့အဓိပ္ပာယ်ကသွေးတော်ဆက်တဲ့သားကိုဆိုလိုတာကွာ ဒါမဲ့ငါတို့အားလုံးကအဖေနဲ့သွေးတော်ဆက်တဲ့သားတွေကြီးပဲမဟုတ်ဘူးလားဆရာကြီးတွေကလည်းတယောက်တစ်ပေါက်ညှိကုန်နေတဲ့အချိန်မှာတော့မိခါအလေးထက်စဉ်းစားလိုက်ပြီးသွေးသားဆိုတာဒါကိုဆိုလိုချင်ပုံမရဘူးသွေးဆိုတာကသွေးဆက်သားဆိုတာကသားတယောက်ကိုရည်ညွှန်းတာပဲဖြစ်မယ်ဒီတော့သားတယောက်ရဲ့သွေးဆက်ကအဖေပဲလို့ထင်တယ်မိခါပြောတာမှာအဓိပ္ပာယ်ရှိတာမို့လို့ဆရာကြီးတွေကလည်းလက်ခံလိုက်ပါတယ်ဆရာကြီးဦးဆန်တာကလည်းသူ့ရဲ့လက်ထိပ်ကိုဖောက်လိုက်ကသွေးဆက်တစ်ချက်နှစ်ချက်ခန့်ကိုဆောင်ရွက်ပုံကိုချလိုက်ပါတယ် အဲ့ဒီခါမှာတော့ဆောင်ရွက်တစ်ခုလုံးကိုသွေးစာသွေးနာလေးတွေစီးဝင်သွားပါတယ်။ဆောင်ရွက်မှာရှိနေတဲ့သွေးကြောမြင်နေကဲသို့သောအမြင်ကလေးတွေအတွင်းကိုသွေးမုံလေးတွေကစီးစင်းသွားပါတယ်။ရှေးကအသုံးပြုခဲ့တဲ့မိုင်းကင်ဇက်ကူနဲ့ဇက်ကူချမ်းတွေမှာအဲ့ဒီကဲသို့သောအကြောမြင်လေးတွေပါဝင်ပါတယ်။သွေးစီးဝင်သွားတဲ့အကြောမြင်အနီရောင်ကလေးတွေဟာတစ်ခုနဲ့တစ်ခုထိဆက်သွားပြီးတော့ဆက်လုံးအသွေးကိုကူးပြောင်းသွားကမန်နယ်တပုတ်အဖြစ်နဲ့ပြောင်းလဲသွားပါတယ်။ဆရာကြီးတွေကလည်းအဲ့ဒီမန်နယ်ကိုဖတ်မယ်လို့ကြံ့ရွယ်လိုက်စဉ်ဥစ္စာသားကလည်းတားမြစ်လိုက်ပါတယ်။နေအောင် ဒီပညာကဒုံးကြီးကိုရတဲ့ကပညာအထက်ဆုံးလူကသာသင်ကြားခွင့်ရမယ်လို့အဖေကပြောခဲ့တယ်မဟုတ်လားအေးလေကွာညီကို၄ယောက်ထဲမှာအကိုကြီးစံသိန်းကိုစားဝင်ပြိုင်ခဲ့တဲ့မိခါကအနိုင်ရသွားတာမဟုတ်လားဒါကြောင့်ဒီမန်နယ်ကိုမိခါတယောက်သာကြီးခွင့်ရှိတယ်မဟုတ်ဘူးလားဦးဆန်သာပြောလိုက်တဲ့အခါမှာတော့ဦးဆန်ပေါ်နဲ့ဦးဆန်ပါတို့ကအနောက်ကိုဆုတ်သွားပါတယ်မိခါကလည်းမန်နယ်ကိုကြက်မဲ့ရိုးဆိုလိုက်ပြီးရဲ့နောက်မှာတော့ခုနှစ်ကြိမ်မြောက်ရုတ်ဖက်လိုက်တဲ့အခါမန်နယ်ရေးသားထားတဲ့ဆောင်ရွက်ဟာသူ့အလိုလိုမိတောက်လောင်ကပြကြသွားပါတယ် မိခမင်းမှတ်မိလိုက်ရဲ့လားမှတ်မိပါလေဒါပေမဲ့ဒီမန်ထဲကဘာအတွက်လဲဆိုတာကိုမရှင်းဘူးတခုခုတော့ရှိမှာပေါ့မိခရာကဲမိုးတောက်တော့မယ်ဆိုတော့ငါတို့ပြန်ကြစို့မိခတို့ကဘုရားကြီးပေါ်ကနေပြက်လဲဆင်းသက်လာခဲ့ပါတယ်မနက်မိုးလေးကြက်သူတဲ့ကြားရတော့မှစိတ်တလုံးကလည်းလူးလဲထလာပါတယ်နဘေးမှာအိတ်ဒီတဲ့မိခကိုမြေတွေ့တဲ့အခါမှာတော့အလွန်ပေထူးဆန်းသွားပါတယ်ဟာမိခတို့တော့သွားပြီဟဲ့ညတကောင်အချိန်မှာဆရာကြီးရဲ့ပညာပြိုင်မယ်လို့ပြောထားတယ်မဟုတ်လား ငါတို့အဲ့ဒီလိုလွတ်သွားပြီထင်တယ်။ကြမ်းပြီးသွားပါပြီဦးကြီးစိတ်တလုံးရဲ့။ဟင်ဟုတ်လားဘသူနိုင်သွားတာလဲ။ကျမနိုင်သွားတာပေါ့။စိတ်တလုံးကလည်းမကြည်မနဲ့နဲ့။မိခါရာနင်ကငါ့ကိုတော့နှိုးတာမဟုတ်ဘူး။ငါလည်းကြည်ချင်တာပေါ့။ဦးကြီးစိတ်တလုံးကနှိမ့်နှိမ့်ချက်ချက်အိပ်ပျော်နေရနဲ့မနှောက်ချက်ရှင်တော့လို့မနှိုးလိုက်တာပါ။ပွဲကြီးပွဲကောင်လွတ်သွားတယ်ဟာ။အဲ့ရမှာထားကရေမိုးချိုးပြီးမနက်ခင်းစားစားတော့ပြီးရဲ့အခါမှာတော့ဆရာကြီးတွေဟာအိပ်ပြန်ရပြင်ဆင်ကြပါလေဆရာကြီးတို့ကဘယ်ပြန်ကြမှာလဲ ငါတို့ကကိုရွာကိုပြန်ရမှာပေါ့ဟာမိကောဘယ်သွားမှလဲမိခာလာပြေကျော်၃ရက်မှာရွှေဟင်းသာခိုင်ရဲ့ဂိုင်းအဆောက်ဦးအသေးကိုဖွင့်လိပွဲရှိတယ်။ကျွန်မအဲ့ဒီကိုပြန်ရမယ်။ဆရာကြီးတွေကလည်းကောင်းကြီးကြပါတယ်။ဘာပဲဖြစ်ဖြစ်ပကိုးကိုရောက်ရင်တော့ကျွန်မတို့ရဲ့ရွှေဟင်းသာခိုင်ကိုဝင်နိုင်ပါတယ်ဆရာကြီးတို့ဆရာကြီးတို့ကိုအမြဲတမ်းကြိုးစွနေပါတယ်။အေးပါမိခာယာဒါပေမဲ့ငါတို့လည်းမလာပြေတော့ပါဘူး။မြို့ပေါ်မှာကဂိုင်းကဏ္ဍတွေက ရှုပ်ထွေးနေကြတာဆိုတော့ငါတို့ကဂိုင်းတွေကြောင့်ဝင်လည်းမပါကြဘူး။ လည်းမပတ်သက်ချင်ပါဘူးဟာမိခါတို့ဟာဆရာကြီးတွေနဲ့အတူဖလေးရွာကြီးကနေထွက်လာခဲ့ပါတယ်မြေလဲတစီကိုငှားရက်လာပြီးတော့ထုံကြီးပူတာအတွင်းမှာဆင်းနေခဲ့လိုက်ပါတယ်မကြာခင်မှာပဲရန်ကုန်ဘက်ကနေမောင်းနေလာတဲ့ရထားတွေဟာထုံကြီးပူတာမှာဆိုက်ရောက်လာတာမို့မိခါတို့ဟာပကိုးကိုရထားစီးပြီးတော့ပြက်လာခဲ့ပါတယ်ရထားကြီးကတညင်းရင်နဲ့မောင်းနေနေပါတယ်မိခါနဲ့စိတ်တလုံးတို့ဟာရထားပေါ်မှာစကားမပြောဖြစ်ကြပြီစိတ်တလုံးကတော့ရထားပြင်းပေါက်ကနေပြီးတော့အပြင်ဘက်ကရှူကင်းတွေကိုကြည်ကားလိုက်ပါလာခဲ့ပါတယ် မိခကတော့မော်ဂျန်ဆောက်ရက်ကမန်နယ်ကိုရွတ်ဖက်ပြီးတော့အဲ့ဒီမန်နယ်ရဲ့အကျိုးသားတွေကိုလေးလာတွေးတော့နေနေတညာလုံးအေးအေးပြတ်ထားတာမို့ငိုင်မီးကအိပ်ပျော်သွားမိပါတယ်။ယထာအိုဝတန်ကြီးကိုကျဲလောင်းစွာကြားလိုက်ရတဲ့အခါမှသာလန်နိုးလာခဲ့ပါတယ်။ယထာဟာဘကိုးဘူးတာမှာစိုက်ကဲ့နေပြီဖြစ်ကခရီးသက်တွေဟာယထာဘော်ကနေတိုးဝေဆင်းသက်နေပါတယ်။မိခားနဲ့စိတ်တလုံးတို့ဟာဘူတာယုံအတွင်းကနေထွက်ခွာလာတဲ့အခါမှာတော့ဘူတာရှိမှဆရာကိုင်ကကားလေးတစ်စီးနဲ့အတင်းစောင့်ကြိုနေရကိုတွေ့ရပါတယ်။ကဲလာကြကားပေါ်တက်ကြ ဆရာကိုင်ကကျုပ်တို့လာမယ်ဆိုတာဘလို့သိရလဲမင်းတို့ဘကိုးမြို့လာရောက်ပြီဆိုတာနဲ့အဖွားခင်ရဲ့ကိုရက်ကမင်းတို့ကိုချိတ်ဆက်မိပြီးသားပါကွကဲကားပေါ်တက်ကြဆရာကိုင်ရဲ့အမိုးပွင့်ကားလေးပေါ်ကို မိခါတို့ကလည်းတက်လိုက်ကြပါလေကားကအစ်စ်ပါလားဟုတ်တယ်ကားကလည်းအစ်စ်ဒရိုင်ဘာကလည်းအစ်စ်ပဲဆရာကိုင်ကကားမောက်တက်သွားပြီလားငါကားမောက်တင်ထားပါတယ်ကွမင်းတို့ငါ့ကိုထိန်သေးလို့လားကွာသွားကြမဟဲ့ ဆရာကိုင်မှာဂီယာတန်ကိုကြောက်ခနဲ့ရွေးလျားလိုက်ကာကားကိုမောင်းထွက်လိုက်ပါတယ်။ဒါပေမဲ့ကားဟာအရှိကိုမထွက်ဘဲနဲ့အနောက်ကိုဆုတ်သွားပါတယ်။ဆရာကိုင် ကားဟာအရှိကိုမတော်ပါလား။ဆရာကိုင်ကလည်းပြုတ်ပြီးတော့အရှိကီယာနဲ့အနောက်ဆုတ်တဲ့ကီယာမှားပြီးတော့ထိုးမိလို့ဟိတ်။ကဲအခုတော့တကယ်မောင်းပြီနော်။ဆရာကိုင်ကလည်းလီးပါကိုအသက်ကုန်းနင်းလိုက်တဲ့အခါမှာတော့ကားလေးဟာမြင်းဆောင်ကလွတ်လိုက်တဲ့မြေးတကောင်ကဲသို့ခုံပေါက်ပြေးလွှားကလမ်းမကြီးတိုင်းထွက်လာခဲ့ပါတယ်။ ဆရာကိုင်ဟာကောင်းမောင်ကျမ်းတာမှုလို့စိတ်တလုံးတစ်ယောက်တော့ခုံကိုဖတ်ထားပါတယ်။ဆရာကိုင်ရေခမည်းကောင်းမောင်တော်ကလည်းအရင်စိတ်ဝင်နေတဲ့နေတိုးကြီးကိုလှဲမှတက်စီးနေရသလိုပဲဖြစ်ဖြစ်ပေါ့ပါဗျာ။ဟုတ်တယ်ဆရာကိုင်အပြေမာတို့ကမသေးပဲဘကိုးရောက်တော့မှကောင်းမောင်ပြီးသေမယ်ထင်တယ်။ဟုတ်ကဲ့ပါကိုင်ကျုပ်။ဆရာကိုင်ကလည်းကားရှင်ကိုလျှော့လိုက်ပါတယ်။ကောင်းကိုဖြည်းဖြည်းညင်ညင်သာသာမောင်းပါတယ်။အနောက်ကနေလိုက်လာတဲ့မြေလေသမားဟာဆရာကိုင်ကိုအော်ဟစ်ပြီးတော့ကားနှစ်ဘေးကနေဖြတ်သွားပါတယ် ဇပိန်စီလာတဲ့ကလားလေးကလည်းဇပိန်မှာရှိနေတဲ့ဘဲကိုအတကုံတီးခတ်ကကားနဘီကနေဖြတ်တန်းကြောတက်သွားရင်နဲ့ဆရာကြီးကားကိုလိတ်လို့မောင်းနေရလားဒီလောက်နှင်းနေမှာတော့ကားမောင်းမနေနဲ့တော့လန်ချားသာသွားမောင်းတော့ဟာဒီကလေးတော့ငါလှုပ်ရင်နာတော့မယ်ဆရာကိုင်ကလည်းကလားလေးကိုမှန်းမဲပြီးတော့လှုပ်လိုက်ပါတယ်ဘီခါကလည်းရီမောလျက်သူပြောတာလည်းဟုတ်တာပဲလေဆရာကိုင်ရဲ့ဆရာကိုင်ကကျမတို့ကိုတမီရွေးနေသလားတော့မှတ်ရတယ်ဟုတ်ပါဗျာမြန်တို့ကလည်းမြန်တို့ နေပါဆိုတော့လေကဘာလိုက်ကနေအဖေခေါ်ရတော့တယ်အဲ့ဒီအချိန်လုံးနဲ့သွားနေမှာတော့လမ်းလျှောက်သွားရင်တော့အခုချိန်တော့ဆိုရင်ဖះရှိနာကိုရောက်နေတော့ပြီမင်းတို့ကလည်းအမျိုးမျိုးပါလားကွကဲငါမောင်းတက်တယ်လို့မောင်းပြီဟဲ့ဆရာကိုင်ဟာလီပါကိုစောင့်နေလိုက်တာမို့ကားဟာအရှိဟုံနဲ့မောင်းနေထွက်ခွာသွားပါတယ်စိတ်တလုံးဟာကားထွက်တာနဲ့ကြောက်လန့်တကြအော်ဟစ်လိုက်ပါတော့တယ်ပရိသတ်တွေအခုနားဆင်ကြရတဲ့ဇလန်လေးကတော့ စာရေးသူအခါကျော်ရေးသားထားတဲ့အဝိဇ္ဇာဒေါတောင်းဇလန်လီရဲ့အခန်းဆက်ဖြစ်တဲ့အဝိဇ္ဇာဒေါတောင်းနဲ့မော်ဝေကျန်းဆိုတဲ့ဇလန်လီကိုနားဆင်ကြရတာပဲဖြစ်ပါတယ်။နောက်ထပ်လဲကျမတို့ channel လေးကနေအဝိဇ္ဇာဒေါတောင်းဇလန်လီရဲ့အခန်းဆက်လေးတွေကို တင်ဆက်ပေးသွားမှာဖြစ်တာမို့စောင့်မျှော်အပေးကြပါဦးရှင်။နားတော်တာဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ဇလန်လီကိုတော့ကျမပပကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။